ရာဇဝန်ထဲမှာစကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လဲကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံရာဇဝန်မှာတရုတ်ပြေးမင်းမင်းခွေးချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီနာနရတိဟပတိမင်းက သူ့မှာသား၃ယောက်ရှိတယ်နော်ဥဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့က စကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်။နောက်တစ်ယောက်ကကြော်စွာတဲ့။အဲ့ဒါငငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်။အဲ့ဒါကိုသားလေးတွေကိုချစ်လို့ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာ။ဒါပေမဲ့တီဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူး။သူ့အမေကိုမုန်းလို့လားတော့မသိဘူး။ဝက်လက်မပေးဘဲနဲ့ဝက်ချီတော့ပေးတာ။ ဲ့ဒါကိုအမေက ရှက်တာရှင်မောက်တယ်မိဖုရားကဒီပြင်သားနှစ်ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ချေပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုသိခါချတာပဲအဲ့ဒါအမေကရှက်လွန်းလို့စဖူမှုကို လက်ထိုးတယ်ဘယင်ကြီးမသိအောင်ငါသားကိုလည်းဝက်လက်ပေးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာ နောက်တော့ဘယင်ကြီးကသိသွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လုပ်လဲမိဖုရားကြီးကပေးခိုင်းလို့ အဲ့ဒီမှာမူးမတ်ဘုံဘုံနေရဲ့အလေမှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းရဟဲ့ဝက်လက်ခိုးမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုကကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကငငယ်လေးတည်းကစသိမ့်ထားတယ်ဘယ်တော့မှထုတ်မပြစ်ဘူးအမြဲတမ်းမှတ်ထားတယ် နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့နှောက်ရက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတော့ဆိုတော့သူသားကြီးဥစ္စနာရှိတဲ့ပသိမ်ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တွေရဲ့ရံကအေးသွားပြီဆိုပြီးတော့ပကန်းပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာ ဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစောနဲ့ဝင်ကြ။ဟိုရောက်တော့သားကအရန်နဲ့စောင့်နေတယ်။နန်းတော်ထိတောင်အဝင်မခံဘူး။လှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်။သားကသားကဝိုင်းထားပြီးတော့မလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းနိုင်ထမင်းနိုင်အကုန်အစိတ်ခတ်ထားတယ်။မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်။ဒါကိုစားပါလို့ခိုင်းတယ်။ သူကိုရရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရရက်ဆက်ဆက်ပြန်ကြွေးတဲ့သဘောများလားတော့မသိဘူးမှန်ပါဗျာမင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာပကွက်သားတွေကသွေးတန်ရရင်နဲ့အဆုံးရှိရှင်အဲ့ဒီလိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားတော့အဲ့ဒီမှာမိဖုရားဘွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူးအဲ့ဒီတော့ဓာတ်တွေလှန်နေနဲ့သေရတာနဲ့စာရင်လက်တလုံးသေတဲ့အစိတ်ကိုစားသေးတာကကောင်းသေးတယ် အဲ့ဒါနဲ့မင်းကြီးခင်ဗျာအဲ့ဒီအစာကိုအစိတ်ပါမှန်သိရနဲ့စားပြီးတော့တေးရတယ်မှန်ပါဗျာပေးတဲ့ရင်အစိတ်မိပြီးတော့တေးရတာပေါ့နော်မှန်ပါဗျာပဂတိအစိတ်လို့ပြောမလားစကားအစိတ်လို့ပြောမလားစကားအစိတ်ပါဗျာအင်းစကားအစိတ်တင့်သွားလားမှန်ပါနော်ဒါကြောင့်တကကြီးဒီမိုင်းများငါကမိဘပဲဆိုပြီးတော့သာသမီတွေကိုနိုင်လို့မပြောပါနဲ့ခံစားတတ်တယ်မှန်ပါဗျာသိတတ်တယ်ဟုတ်လား ဒီဒါတွေအကျေချက်ပြီးတော့စဉ်းစားနော်အချိန်ကာလတစ်ခုအနေနဲ့ကိုကအထက်ရောက်နေပြီမလို့